ကျောင်းထိုင်ဘုန်းကြီးอ่ะတဲ့တိမ်ကျောင်းတက္ကမကြီးကိုဓာဖြင့်ခုတ်တာโอเคအကျောင်းတိုင်ဆရာတော်ကငါသူ့ရဲ့တိတ်ချောင်းရဟန်းတိုင်ကမှပေါ့နော်သူ့တိုင်ကမှအရင်ကြီးကိုဒါနဲ့ခုတ်တဲ့တဲ့အမှုဖြစ်သွားခဲ့ပါတယ်။တဏ္ဍာမကဆိုရင်အသက်53နှစ်ရှိပြီဖြစ်ပါတယ်။အောင်ဖြတ်ပြီးတော့တတ်ခံခဲ့ရတဲ့ကိုရန်ချောင်းသူလေးရဲ့အမှုကိုအပိသက်စီရင်ချမှတ်လိုက်ပါပြီ။အိမ်မင်းကလေးကိုပေါ့နော်၂ယောက်ကို၅ချိန်ထပ်မနေ အားမပြူချင်းခဲ့ရယ်ပြီးရနအားလုံးမင်္ဂလာမျိုးဤမူကေ YouTube channel ဆိုလိုက်ပါရဒီနေ့တစ်ဆက်ပြတဲ့သတင်းလေးကအရင်မှအရေးကြီးတဲ့သတင်းလေးပြဒီသတင်းလေးကတော့ဒီလဲကူးမျိုးနယ်ကဒီကျောင်းနိုင်ဘုံကြီးတပါပေါ့နော်သူရဲ့ကျောင်းတက်ကမှာကိုအားမပြူချင်းပို့စူးစားတဲ့ခါမှာဒီမအောင်မြင်လို့ဒါနဲ့တဲ့ဒီသတင်းလေးကိုတစ်ဆက်ပြတ်တပေးမှာမို့ကျွန်တော်ကဘေးဖန်လေးအဆုံးတိုက်ရလက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ရဲ့မျိုးလေဘုဒ္ဓရာယအနေနဲ့ပြန်လည်ဝင်မြတ်တစ်ဆက်ပြလဲခြင်းဖြစ်တယ်ဒါဆိုရင်တော့ကျွန်တော်ဘေးဖန်လေးကိုဆက်လိုက်ရအောင် ကျောင်းတိုင်ဆရာတော်တော်ကသူ့ရဲ့တိတ်ကျောင်းရဟန်းတိုင်ကမှာပေါ့နော်သူ့တိုင်ကမှာအရင်ကြီးကိုဒါနဲ့ခုတ်တဲ့အမှုဖြစ်သွားခဲ့ပါတယ် မေလ21ရက်နေ့မှာဖြစ်ပွားခဲ့တာပေါ့နော်ဒီတက္ကမကဆိုရင်အသက်53နှစ်ရှိပြီဖြစ်ပါတယ်ဒီเจ้าမဆိုရင်เจ้าနေလည်းလူသားတို့မျိုးဒီဆရာဟိုပါပေါ့နော်ဖုန်ချီးပေါ့နော်စီးဖို့ကားတွေအားစသူ့ရဲ့ကုန်စည်တာဖြစ်ပါတယ်တမိတောင်သူတော်ကလည်းကိုးပဲတယ်သူ့ရဲ့အမေကဆိုရင်ဒီဖုန်ချီးရဲ့မိတော်နဲ့အတူတူပေါ့နော်အတရားချင်းချင်လို့ဆိုပြီးအဲ့เจ้าမပဲနေပါတယ်ပြီးတော့သူ့တူနေဆိုရင်လည်းအဲ့เจ้าမပဲကိုညိုးပေးထားတာဖြစ်ပါတယ်ဒီဖြစ်ပေါ်ခဲ့တဲ့နေ့မနက် ya conocen, ahí la mamá tú vas ဒီမှာလာပြီးတော့တရားကျင့်ကြံနေတဲ့အမင်ဖြစ်တဲ့သူကမကြမ်းမလို့ဆိုပြီးတော့လင်းခေါ်ရေပေါ့နော်အဲ့ဒီနေ့မှာပဲသူကအကြံစီနဲ့ဒီကိုရင်လေးတွေပေါ့နော်ကျောင်းမကြီးရဲ့သူတွေကိုအဲဆုံးခံထွက်ခွာလိုက်တယ်ပြီးတော့ဒီမဲ့အမင်မျိုးလဲပေါ့နော်သူကတင်ရန်ချော်ဆိုပြီးတခြားကိုပြုတ်လိုက်တယ်လို့အဲသိရတယ်ပေါ့နော်အဲ့လိုဖြစ်ပြီးအခါကျတော့အာဒီတခါမှကိုဒီရေရှုခန်းမှာပေါ့နော်အာရမပြုခြင်းမို့ကြိုးစားခဲ့တာပေါ့နော်အဲ့အချိန်မှာတခါမှလည်းရုံးရင်းဆန်ခန့်တွေဖြစ်ပြီးတော့ထွက်ပြေးတာထွက်ပြေးတာကိုသူကအရင် အဲ့မှာမှရှိရဒါနဲ့သူလိုက်တာပေါ့နော်လိုက်ပြီးရခါကြတော့ခုတ်တာပါခုတ်တာတော့ထွက်ပြေးသွားပါတယ်ထွက်ပြေးသွားတာကို19မိုင်ဖျားမှာပြန်ပြီးတော့ဖမ်းခဲ့တယ်လို့ဆိုပါတယ်အဲ့တော့ဒါတော့ ဟိုတက္ကမဘကဆိုရင်လည်းဒါကသာသနာကိုဆောင်ရွက်တဲ့အနေနဲ့ပေါ့နော်လှူဒန်းနေတာပေါ့နော်ဒါပေမဲ့တစ်ဖက်စိတ်ကိုမတည်အောင်ဆိုတော့တစ်ဖက်ကကြတော့လေဒီပုံမူးနိုင်တဲ့အပေါ်မှာตายရပြီးတော့ဘယ်လိုတွေရှိလာလဲပေါ့နော်ဒီလိုမျိုးတွေပဲဖြစ်သွားတာလားဆိုတော့သာသနာအတွက်လည်းမကောင်းတဲ့လိုမျိုးမင်းလေးရဲ့လုံခြုံမှုတော့လေကြောက်ဖို့ကောင်းပါလေပြီးတော့နောက်တစ်ခုကတော့ ယုံကြည်မှုမလုပ်ခဲ့ဘူးပေါ့နော်အဲ့ဒီဟာလေးလည်းအဲခရုဆိုင်ဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တကယ်ပေါ့နော်ဒီမြန်မာမှာမဟုတ်ဘူးနိုင်ငံတကာမှာလည်းဒီလိုမျိုးတစ်ခါတလေကြရင်အဲဒီလိုတော့ရနေဘက်ကမှုငင်းနေပါရင်ဖြစ်ကြတဲ့အချိန်မှာကြည်လာလို့ရှိရင်ယုံကြည်တဲ့ဘာသာရေးဆရာတွေဖုန်ကြီးတွေဒီလိုမျိုးတွေကလည်းအဲ ဒီလိုမျိုးတွေမဟုတ်တာတွေလောက်ကြတာရှိတယ်ပေါ့နော်အဲ့တော့ဒီမဟုတ်တာတွေလောက်တဲ့သူတွေအတွက်နဲ့ပဲဒီဟာတွေကိုဘယ်လိုပေါ့နော်တကယ် မှန်ကန်တဲ့ဆရာတော်တွေကိုမြူကြည်ကြားတောတာမျိုးတွေတော့မဖြစ်ရဘူးဆိုပေမဲ့လည်းအကုန်လုံးကိုအွမ်းအောင်လေးနဲ့ပညာသားပါပါသတိရှိရှိကိုယ်ပိုင်ယုံကြည်ကြားဖို့လည်းလိုအပ်ပါတယ်။ကျုံကုန်းကြီးရအတွင်းမှာခေါင်းဖြတ်ပြီးတော့တတ်ခံခဲ့ရတဲ့ကိုရန်ចောင်းသူလေးရဲ့အမှုကိုအပိသက်စီရင်ကြားချမှတ်လိုက်ပါပြီ။ကျူးလွန်တဲ့သူဟာဒီနှစ်ဦးဖြစ်ပြီးတဲ့ခါကျတော့သူတို့နှစ်ဦးကဒီအိမ်မင်းကလေးကိုပေါ့နော်နှစ်ယောက်ကိုငါးချိန်ထပ်မနေ အာရမပြူချင်းရဲ့ပြီးရနောက်မှာတော့သူတို့ကဒီကျိုးနဲ့ပေါ့နော်လေမင်းကိုပတ်ပြီးတော့တို့ပြုတ်လောက်ခဲကြတယ်ဒါပေမဲ့အဲ့ဒီမှာရုံးကန်နေတဲ့မင်းကလေးကလည်းသူ့မတတ်ပါနဲ့ဆိုပြီးတောင်းပန်တာပေါ့နော်အဲ့ဒီဂျားတွေကနေမှာသူတို့အဲ့ဒီကျိုးနဲ့ညှစ်တာမသိဘူးမသိတဲ့အတွက်ကြောင့်မလို့ဆိုပြီးတော့သူတို့ကဒီ သူအေးအေးနဲ့ပေါ့နော်ရရဆက်ဆက်ဒီသူတို့အိမ်မှာပဲရှိတဲ့ဓမ္မနဲ့ဟိုလက်ဘင်းကိုပြတ်ထွက်လို့နေပါပေါ့နော်ခုတ်တက်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီအမှုကိုအမှုမှန်ပေါ်ပေါက်ရေးအတွက်ကောဒီဖမ်းပြီးတော့တရားရုံးတင်တဲ့ကာလတစ်ချောင်းလုံးမှာရောဒီမျိုးသူမျိုးသားတွေကဝင်ရမိတဲ့ခါကြတော့တငယ်မတိန်မှုကိုတိတ်တယ်ပေးဖို့အတွက်တောင်းဆိုခဲ့ကြပါတယ်အခုနောက်ဆုံးအပိတန်အမိန့်ချတဲ့အခါမှာတော့ဒီနှစ်ဦးကို ကျိုးမိန်နဲ့တည်တံပေးဖို့အတွက်တရားသူကြီးကချမှတ်ခဲ့တာဖြစ်ပါတယ်။ဒါမူတော်ဆန်ပြပေါ့နော်။အဲပြုလုပ်ပေးခဲ့တဲ့အတွက်ဒီတရားကြီးရဌာနလူကြီးတို့လည်းကျေးဇူးတင်တယ်ဝင်ရံပေးခဲ့ကြတယ်။အဲဒီမျိုးသူမျိုးသားတွေကိုလည်းအထူးကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်အဲနောက်ဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးတန်ငယ်မရင်ကိုကျူးလွန်တော့မယ်ဆိုရင်အဲဒီအကြောက်တရားလေးတော့အနည်းဆုံးဝင်သွားကြတာပေါ့နော်။အဲအဲ့အတွက်ကြောင့်မို့လို့ ပို့ပြီးလုံခြုံလာတဲ့ပတ်ဝန်းကျင်ရရှိဖို့မျှော်လင့်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါ။ဒါသတင်းလေးတစ်ခုပြပါပါမယ်။အာចောင်းထိုင်ဘုန်းကြီးရတဲ့တင်ចောင်းတက္ကမကြီးကိုဒါ okay အဲ့ဒါကလွန်ခဲ့တဲ့မေလ22ရက်နေ့ကဟိုအမေရန်ကားတွေရောလူတိမ်ကြောင်းတွေရောလူတဲ့တက္ကမ43နှစ်ပဲရှိသေးတာအဲ့ဒါကဘာမှဖြစ်သွားရလဲဆိုရန်ကုန်တိုင်းဒေသကြီးလှဲကူးမှာဖြစ်သွားတာပါလှဲကူးမှာရှိတဲ့အောင်ဖုံးပြည့်ကျောင်းမှာ အမတူတူတူလေးလည်းရှိတယ်မအေးလည်းရှိတယ်အဲ့တော့တူလေးကိုဘာလုပ်ပလိုက်လဲအမျိုးသမီးကိုမဒိန်ချင်ချင်တဲ့အခါပတ်ထုတ်ပလိုက်တယ်အဲ့ဒီဖုန်းကြီးကအမေအဲ့ဒီဟိုဘောနော်အသက်ခံရတဲ့အမျိုးသမီးရဲ့အမေကိုကြတော့စောင်းနေပါလိရှော်ခိုင်းနေရတယ်အဲ့အဲ့ဒီအမေအိုးကြီးရဲ့ရှိမှာပဲဒါပေမဲ့အမေအိုးကြီးကိုတော့ဘာဘူးအဲ့ဒီဖုန်းကြီးကလည်းဒီလိုကာမဆက်ဆံခြင်းတဲ့အတွက်ကြောင့် မင်္ဂလာတော်မှာရှိနေတဲ့အဲ့ဒီယဟန်အမကိုတွားခေါ်လာတာကားနဲ့အမြဲတမ်းပဲခေါ်တော့လိုက်လာတာပေါ့နော်အဲ့မှာသူ့အမေကိုလည်းသင်္ကန်းတွားလျှော်ခိုင်းနေမတူတူလေးကလည်းကိုရင်ဝင်နေတာကိုအပြင်ထွက်ခိုင်းနေနော်အတ္တမပြုကိုလှုပ်တယ်အဲ့တော့တည်သွားခဲ့အင်ကျွန်မတတ်ပုံလေးပြပေးမယ်အဲ့ကျွန်မတို့ကလေအာနောက်တစ်ချိန်တက်လိုက်ရပြီးပြီးသွားရင် ပြင်ရမယ်ဗျနော်ကိုးွယ်အာမကိုးွယ်ပါနဲ့ မလှူပါနဲ့လို့မပြောပါဘူးကျမတို့တွေရဲ့ mindset တွေကိုကျမတို့ကပြင်ရမယ်ကျမတို့ရဲ့အထူးကလိုအပ်ချက်ကပညာရေးပါနော်ပညာရေးမရှိရင်အနာဂတ်ရဲ့ခေါင်းဆောင်ဆိုတာလည်းဖြစ်မလာနိုင်ပါဘူးအခုကျမတို့နိုင်ငံမှာရှိတဲ့အနာဂတ်ခေါင်းဆောင်တွေရဲ့ပညာရေးကိုသူများတော့မသိဘူးကျမတို့တွေးပြီးတော့စိတ်ပူမိတယ်မတတ်တဲ့နေရာတွေမှာထူးချွန်ပြီးတော့တတ်တဲ့နေရာတွေမှာမထူးချွန်ဖြစ်နေတယ် အဲကျမတို့ကပညာရေးအတွက်ကိုအများကြီးမြုံနိုင်ရလိမ့်မယ်။ဖုန်းကြောင်းဆောက်မယ်ဆိုစာကြည့်လိုက်ဆောက်ပါ။ Okay ။ဖုန်းကြောင်းကိုအမတော်တော်ပြီးတော့စွန့်ကျွေးနေမယ်အစား။ကျွေးနော်။တစ်နှစ်မှာ10ချိန်ကျွေးမယ်ဆိုတစ်ချိန်လောက်ကျွေးပါရပါတယ်။ဒီဘက်ကကလေးတွေကိုပညာသင်ပေးပါ။တစ်နှစ်လောက်ထားပြီးတစ်ယောက်လောက်ကိုထားပေးလိုက်ရင်သူ့ဘဝကြီးအတွက်ကောင်းသွားတာပေါ့။ Okay ကိုကိုပြန်ပြီးတော့ပေတရုတ်ပေးဆက်လိုက်တယ်သူတို့ရှိရနေပြန်ရဖို့တော့မမျှော်လင့်နဲ့ပေါ့။ကိုဘလောက်ထိပေးဆက်ထားလဲပေါ့။ ကျွန်မကတော့ပညာရေးအတွက်ပဲမြုံနှံစေချင်တယ်ကျွန်မတို့ကတော့နောက်ပိုင်းကျွန်မချမ်းသာလာခဲ့ရင်ဒီတက်ပူပြီးချမ်းသာလာခဲ့ရင်ဖြစ်ဖြစ်အခုအခြေအနေလဲကျွန်မတို့ရဲ့အမျိုးတွေထဲမှာမရှိတဲ့သူတွေအများကြီးရှိပါတယ်အဲ့ဒါတွေအတွက်ထောက်ပံ့ဖို့ကျွန်မလုပ်မှာပါပညာရေးအတွက်ပဲအလုံးမဲအလူလုတ်ပေးပါလို့ဖခင်เจ้าနေဖုန်เจ้าနေ ရပ်တန့်တင်ပါပြီလို့အဲ့ဒီစာစာကြည့်ထားရတော့တကယ်ကိုမှတိတ်ပန်ဆိုလဲတိတ်ပန်ထူးချွန်အောင်လို့သူများနိုင်ငံစာကြည့်တိုက်တူလဲကျွန်မခေါ်တော့ပြပါမယ်6လပိုင်းကြော်တာ ਨੇ ကျွန်မနည်းနည်းအားပါပြီโอเคတော့လုတ်ပေးပါမယ်နည်းအားပါပြီဆိုရင်ကျွန်မအပြင်နေထွက်ပြီးတော့စာကြည့်တိုက်တူဘယ်လိုရှိလဲဆိုတော့ကျွန်မပြပေးပါမယ်အားလုံးပဲ fight တင်ပါ အဲအဘိယမန္တန်ရင်ဆရာတော်ရဲ့အယူဝါဒကိုအာရမဝါဒပြင်ကျင်ညာလိုက်ပြီးတော့အာရမဝါဒကိုဓမ္မဝါဒကနိုင်သွားပါတယ်သူကဘာကြောင့်အာရမဝါဒပြင်တမတ်တာလဲဆိုလို့ရှိရင်သူကသူ့ကိုယ်သူဟိုလူကိုထိုင်နေရန်ဖြောင်းလို့ပေးမှာတို့ဟုတ်တယ်မနိဗ္ဗာန်ရောက်အောင်ပို့ပေးမှာတို့ပြီးရင်တန်ခါနိုင်က48ပါးကိုဟိုတရားရောက်အောင်လို့ပေးမှာတို့ပေါ့လေဟိုဖျားပဲတက်နိုင်တဲ့အရာတွေကိုသူကလုံနိုင်ကြအောင်ဖြောက်ပြောတာဟုတ် ိတာပြီးတော့ဟောတာတွေအများကြီးမှားလာရင်အများကြီးပဲလေဒါကြောင့်လည်းသူ့ကိုတရားထွက်တာဖြစ်ပါတယ်တစ်ဖက်ကအဲ့ဒါလေလူတရားကိုထိုင်နေတရားထူးရအောင်လုပ်ပြတဲ့သူတော်ကကြတော့အရှင်သာရိပုတ္တရာတော့မတက်နိုင်သူ့တို့ဝေးပေါ့သူကဘာမလို့လဲဟုတ်တယ်မလားအရှင်သာရိပုတ္တရာမဒီမှာတော့မှတခါတော့ကဟိုရှင်ဗရဏတာကိုကမနာပြရရင်မှားခဲ့ဘူးလေဒါအဲ့ဒါဘာကြောင့်မှားတယ်လဲဆိုလို့ရှိရင်သူ့မှာကဘုရားသခုညာမရှိဘူးအဲ့ဒီဘုရားသခုဆိုတာကကြတော့ ဟိုတမ္မာတန်ဗုဒ္ဓဗုဒ္ဓတပါးပဲရှိတာကျန်တဲ့ဖရာမရှိဘူးဟိုကျန်တဲ့တာဝကရေမရှိဘူးပြောတာပါတမ္မာတန်ဗုဒ္ဓဖရာပဲရှိတယ်အဲ့ဒီဗုဒ္ဓတခုဆိုတာဘာလဲဆိုရင်နံပါတ်1အာတယနုဒညာရယ်နံပါတ်2ဣန္ဒရိယပရောပရိသညာအဲ့ဒီနှစ်ပါးရှိမှလူတယောက်တရားထူးရနိုင်မြန်နိုင်ကိုကြိုတိတာဖြစ်တယ်ဒီလားအဲ့ဒီဗုဒ္ဓသကုဆိုတာလည်းဆရာမတပါခြားတော့တာကမရှိတဲ့အရာဖြစ်တယ်။ဟုတ်ပြီ အဲ့ဒီဗုဒ္ဓသကုလို့ခေါ်တဲ့အိန္ဒြိယပရပရိယတဉ္ဇဉ်ဆိုတာကကြတော့တတ္တရုရဲ့တရားဝိရိယတတိတမတိပညာဆိုတဲ့အိန္ဒြေ၅ပါးကိုအနုအရင်ကိုတည်တာကိုအိန္ဒြိယပရောပရိယတဉ္ဇဉ်လို့ခေါ်ပါတယ်။နောက်အာတယနုတဉ္ဇဉ်ဆိုတာကကြတော့တတ္တရုရဲ့အလိုသဏ္ဍပေကိုတည်တာကိုအာတယနုတဉ္ဇဉ်လို့ခေါ်ပါတယ်။အဲ့ဒီနှစ်ခုရှိမှလူကြောက်ကိုတရားဟောလို့ရတာဖြစ်တယ်။ထိုင်တဲ့နိဗ္ဗာန်ရအောင်ဟောလို့ရတာဖြစ်တယ်။ ဟုတ်ကဲ့ပါမျိုးတွေကျွန်တော်တို့ပြဖန်ဒီလောက်ပါပဲဒီဖန်လေးကတော့ကျွန်တော်ရဲ့မျိုးတွေအတွက်ဘူးတွေတင်ခဲ့စားရတယ်များလည်းရှိလိမ့်မယ်လိမ့်လိမ့်ပါတယ်လေကူမျိုးနယ်ကကျောင်းနိုင်စီရတော့ကြည်တပါပေါ့နော်သူရဲ့တက္ကမအရင်ကိုဒီအာရမပြုချက်မှုကျူးစားတဲ့အခါမှာမအောင်မြင်တဲ့အတွက်ဒီဓာတ်နဲ့ဒီခုတ်ပြက်လိုက်တဲ့သတင်းလေးကိုကျွန်တော်အမျိုးပြသက်တက်ဆက်ပြီးတော့ဖြစ်ပါတယ်ဒီကျောင်းလည်းပြသက်ပြီးတော့အမျိုးရဲ့တူကြုံနဲ့ထိမိဆက်ကြုပ်လေကျွန်တော်ကောမန်မှာမချေပေးကြလို့ရတယ်အဒီဗျူဖန်လေးကိုလည်းနောက်ထပ်လူလေးမြတ်မြတ်မြန်လို့ မျှဝေပေးကြပါအောင်လို့တောက်ဆွေးချင်ပါတယ်။ကျွန်တော်ရဲ့ channel နဲ့ဘူးတရိုက်တဲ့အကြောင်းနဲ့ဆယ်လီသတင်းတွေကိုမြန်တဆက်ပေးမှာမို့ကျွန်တော်ရဲ့ channel like subscribe နဲ့ like subscribe နဲ့ပြည်နယ်လူဒီပဲလေးကိုဗန်နဲ့ခဲ့ပေးဖို့တောက်ဆွေးချင်ပါတယ်။ကျွန်တော်ရဲ့ channel အားပြည့်ရှိသူတရားချင်းနဲ့ကျေးဇူးများတင်ပါတယ်။နောက်ထပ်ပြန်ပြန်ဆက်ရမယ်။